ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျဲဥထမင်းကြော်ကိုမှကကောင်းလေးကြော်စားခြင်းတဲ့သူများအတွက်ကြော်နေလေးကလွယ်ကူရွှင်ပြီးတော့စားလို့အရန်ကိုကောင်းတဲ့ကျဲဥထမင်းကြော်အလွယ်ပြုလုပ်နေလေးကိုလာပြပေးရချစ်ပါတယ် ပထမဆုံးကျက်ဥထမင်းကြောနဲ့တွဲစားမယ်။မြုပ်သေးငံပြရဲ့ sauce လေးကိုအရင်လာဆက်ပစ်ထားလိုက်ပါမယ်။ပကံသလုံးသေးကိုအသားမုံနှင်းငယ်ပြီးတော့တခြားလေးနှင်းငယ်နဲ့ရေကိုထမင်းစားစုံးနဲ့နှစ်စုံးစာလောက်ကိုထည့်ပေးလိုက်ပါရစေ။ပြီးရင်တော့ငံပြရဲ့ကိုထမင်းစားစုံးနဲ့သုံးစုံးစာလောက်ကိုထည့်ပေးလိုက်ပါမယ်နော်။ဒီမြုပ်သေးငံပြရဲ့ sauce လေးကတကယ်လို့ကိုကမကြိုက်ဘူးဆိုလို့ရှိရင်မလုပ်လည်းရတယ်ပေါ့နော်။ဖြစ်ရတော့ထမင်းကြောကိုဒီတိုင်းစားရင်ဤတက်တာဖြစ်တဲ့အတွက်ဒီမြုပ်သေးငံပြရဲ့ sauce လေးနဲ့တွဲစားဖြစ်ပါတယ်။ ပြီးရင်တော့တံမြာသေးတလုံးစာလောက်ကိုညှစ်ထက်ပြီးလို့ရှိရင်အားလုံးကိုနှက်သွားအောင်ဖြိုးလိုခဏလောက်မှွေသွားပေးလိုက်ပါမယ်။ဖြိုးလိုမှွေသွားလိုက်တာအားလုံးတမတော်ပြီဆိုလို့ရှိရင်တော့လှီထားပြီးသားငှုပ်သီးစိမ့်နှဲငယ်နဲ့ပပလှီထားတဲ့ချက်တော်နေတချမ်းစာလောက်နဲ့ချက်တော်ဖြိုးနှမွာစာလောက်ကိုထည့်ပြီးတော့အားလုံးကိုနှက်သွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်နော်။ ကဲရတာလည်းအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့မြုပ်သေးငါပြရဲ့ sauce လေးကတော့စားလို့ရပါပြီရှင်။သူရရတာလည်းဆိုလို့ရှိရင်ချိုချင်းငါဆက်ရတာလေးနဲ့အရန်ကိုစားကောင်းပါတယ်။ ခဲ့ပြီးရင်တော့ဖြိုးတို့ထမင်းကြော်ပေးရန်အတွက်အိုးထဲကိုစီနေငယ်ထည့်ပေးလိုက်မယ်။စီလေးပူလာပြီဆိုလို့ရှိရင်တော့နုံနုံဆင်းထားတဲ့ကျက်တော့ဖြိုးသုံးမစားလောက်ကိုအနက်လေးမှွေးပြီးတော့ရှေဝါရံရောင်လေးတွေတန်းလာတဲ့ထည့်ပေါ့နော်။ဖြိုးတို့ခဏလောက်ကြော်သွားပေးလိုက်ပါမယ်ရှင်။ကဲဖြိုးတို့ကြော်သွားလိုက်တာအခုလိုမျိုးလေးအနက်လေးမှွေးပြီးတော့ရှေဝါရံလေးတွေတန်းလာပြီဆိုလို့ရှိရင်တော့ကျက်ဥကိုဖြိုးတို့ကိုလိုအပ်သလောက်ဖောက်ထည့်ပေးထားလိုက်ပါမယ်။ဖြိုးကတော့ကျက်ဥလေးလုံးကိုသုံးထားပါတယ်ရှင်။ကျက်ဥထမင်းကြော်ဖြစ်တဲ့အတွက်ကျက်ဥကိုနည်းနည်းလေးပို့ထပ်ထားတယ်ပေါ့နော်။ ပြီးရင်တော့နည်းနည်းလေးသမတော့အောင်ခဏလောက်မှွေထားပေးလိုက်မယ်။ခဏလောက်မှွေပြီဆိုလို့ရှိရင်တော့သူ့ရဲကိုထမင်းကိုကိုလိုအပ်တဲ့လောက်ထည့်ပေးလိုက်ပါမယ်။ကဲပြီးရင်တော့အားလုံးကိုသမတော့အောင်ဖြိုးလို့မှွေသွားပေးလိုက်ပါမယ်နော်။ဒီကျအိုထမင်းကြော်ထဲမှာဆိုလို့ရှိရင်ဖြိုးစီလည်းအများကြီးမထည့်ထားဘူးပေါ့နော်။ထမင်းလုံးလေးတွေကတစ်လုံးနဲ့တစ်လုံး꿰ပြီးတော့ရတာကလည်းအရန်ကိုကောင်းပါတယ်ရှင်။ငှက်ကောင်းတဲ့မှွေလေးနဲ့ပေါ့နော်။ ချွေးလုံးခွေသွားလိုက်တာအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့သူ့ရဲကိုအသားမုံနေငယ်တခြားလေးနေငယ်နဲ့ပဲငှက်ပြရဲ့အချီနေငယ်ပြီးတော့မြောက်ကောင်းမုံလေးနေငယ်ကိုထည့်ပြီးလို့ရှိရင်တော့အားလုံးကိုတမတော့အောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်နော်ဒီကျောက်ထမင်းကြော်လေးရဆိုလို့ရှိရင်ဖြူတို့လူကြီးပဲမဟုတ်ဘောနော်အိမ်မှာရှိတဲ့ကလေးလေးတွေကိုမနှက်စာဖြစ်အလွယ်ကြော်ကျွေးမယ်ဆိုလဲအရင်ကိုစင်ပြေတယ်စားစားလေးတစ်မျိုးပါ ကဲဖြူတို့ဝင်သွားလိုက်တာအားလုံးနဲ့တမတော်ပြီဆိုလို့ရှိရင်တော့နောက်ဆုံးနေနဲ့ဖြူတို့တုံလေးတွေတုံထားတယ်စက်တော့နေတလုံးစာလောက်ကိုထည့်ပြီးလို့ရှိရင်ပြန်ပြီးတော့တမတော်အောင်ဝင်ထားပြလိုက်ပါမယ်နော်စက်တော့နေကိုစီတက်တဲ့ချိန်မှထည့်ပဲနဲ့ခုလိုမျိုးချိန်မှထည့်ပြီးတော့ကြော်စားကြည့်ပါနော်အရင်စာကောင်းပါတယ်ရှင်အဲ့နဲ့လေးဝင်ပြီးတော့အားလုံးကိုဖြူတို့နှက်သွားအောင်တေချာလေးဝင်ပြီးတာနဲ့ရတာပုံငန်းကိုမြှင့်ချပြလိုက်ပါတယ် ဖြစ်သွားတော့နည်းနည်းလေးပေါ့သလိုခံစားရတာနဲ့သူ့ရဲ့ကိုပဲငက်ပြိတ်အကြည့်နေငယ်ပြီးတော့အသားမုတ်လေးနေငယ်ကိုထပ်ထပ်ပြထားပါရရှင်။ကက်ပြီးရင်တော့အားလုံးကိုသမတော်အောင်ပြင်ပြီးတော့မှွေထားပေးလိုက်ပါမယ်နော်။အရသာပြင်ပြီးလို့ရှိရင်တော့သူ့ကုန်တော့ထဲ2မိနစ်လောက်ဆက်ပြီးတော့ကြော်သွားပေးလိုက်ပါမယ်။ဖြူတို့ထည့်ထားတဲ့ကြက်တော်နဲ့လေးတွေပျောက်သွားအောင်ပေါ့နော်ကြက်တော်ရဲ့အစိမ်းနဲ့လေးတွေပျောက်သွားအောင်ခဏလောက်ကြော်သွားပေးလိုက်ပါမယ်ရှင် ကဲဖြိုးတော့ကြောက်သွားရင်ကြောက်သွားရင်နဲ့ထမင်းကြော်လေးကအနက်လေးကလုံးဝမွေးလာပြီဆိုလို့ရှိရင်တော့ရတာပေါငယ်ကိုမြင်ကြည့်ပေးလိုက်ပါမယ်။ရတာလည်းလုံးဝဆစ်ပြေတယ်ဆိုလို့ရှိရင်တော့နောက်ဆုံးကြမှာစက်တော့မိတ်လေးနေငယ်ကိုဖြူပြီးလို့ရှိရင်တော့တော့ဆုံးနိုင်ပါပြီရှင်။ကဲခုဆိုလို့ရှိရင်တော့အရင်လည်းလွယ်ကူရရှင်ပြီးတော့ရတာအရန်ကိုကောင်းတယ်ဖြိုးတို့ရဲ့ချက်ဥထမင်းကြော်လေးကတော့စားဖို့ဆက်သက်ဖြစ်နေပါပြီရှင်။စားရမယ်ဆိုလို့ရှိရင်တော့စောင်းပင်ကယ်ထဲကိုထည့်မယ်။ပြီးရင်တော့သခွားသေးနေနေ၊တံမြားသေးနေနေနဲ့ဖြိုးတို့ခနာကဆက်ထားတဲ့မြုပ်သေးငယ်ပြားရဲ့ဆော့လေးကိုထည့်ပြီးလို့ရှိရင်တော့တော့ဆုံးနိုင်ပါပြီရှင်။ဒါကတော့ဖြိုးတို့ ို့ပဲဆက်မပါရင်ထမင်းစားမမေ့တဲ့သူများအတွက်တွယ်စားလို့ရမယ်မြုပ်သင်ငန်းပြည့်ရေး sauce လေးပဲဖြစ်ပါတယ်ရှင်လုံနေလေးရလဲလွယ်ကူပြီးတော့စားလို့လည်းအရင်ကောင်းတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အစီအပြေမလို့ညွှန်ပြပါတယ်ရှင်ကဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲเนาะဒါဆိုဖြွေးနေပွဲတစ်တင်မှာကျေးဇူးကြမယ်เนาะအားလုံးအပိုင်